ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အိမ်မှာလိုရဲ့ကူကူပေါ့ပပလေးချက်ဆက်လိုက်ရဟင်းလေးတစ်မျိုးကိုကျွန်တော်ချက်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရင်ဆုံးစီလေးထည့်ထားလိုက်မယ်ကျွန်တော်ချက်သွုံထောင်းလာတာလေးငွေကြီးထောင်းလာတာလေးကိုအရင်ဆုံးစီတတ်မှာဖြစ်ပါတယ်အရင်ဆုံးချက်သွုံဘူးနဲ့စပလင်အရင်ဆုံးစီတတ်မှာဖြစ်ပါတယ်စီလေးတက်နေချိန်မှာစနေမုတ်လေးအနေငယ်ထည့်မယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကချိုးမုတ်မတုံးတာဖြစ်တဲ့အတွက်ကြောင့်မို့စားလေးနေငယ်ထည့်မယ် ပြီးရင်ဆိုရင်တော့ကျွန်တော်တို့မှုလိုက်ပါမယ်။ငွေဥသေးပါထည့်ပြီးတော့ရောသမားမှုလိုက်မယ်။မှုပြီးသွားပြီဆိုရင်တော့အနံလေးရတော့ဖြည်းဖြည်းနဲ့မှုလိုက်မှာဖြစ်။ချက်သားလေးပါထည့်ပြီးတော့မှရုံးမှုပြီးလိုက်မယ်ဆိုရင်တော့ဖြစ်။ချက်ဆက်လေးတစ်ခုရပါပြီဖြစ်ပါတယ်။အိုးလေးအုပ်ထားလိုက်မယ်။ကျွန်တော်15မိနစ်လောက်နေရဆိုလို့ရှိရင်အိုးလေးကိုပြန်ဖွင့်ပြီးတော့မှုလိုက်ပါမယ်။ရပါလိုက်ဖြစ်ပါတယ်။ဆိုတော့အရန်ကိုစားကောင်းတဲ့ချက်ဆက်လေးရပါပြီခင်ဗျာ။ ဘိုက်လျန်စာနေလို့စားပါတော့မယ်။သုံးထီကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်။